လျက်စစ်လိုအပ်ချက်အတွက်ဆိုလာများထုတ်လုပ်ရန်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံထုံးရဲ့လျှက်စစ်လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေဖိတ်ခေါ်ပြီးဆိုလာများဆက်လက်ထုတ်လုပ်နိုင်ရေးပူးပေါင်းဆောင်ရွက်မယ်လို့စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်းခါပြောပါသေး စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်းကယမန်နေ့ကရန်ကုန်တိုင်းဒေသကြီးတောင်ကုံမြို့နယ်ရှိ အမှန်24အကြီးစားဆက်ယုံတခုံတို့တွားရောက်ကြည့်ရှုစစ်ဆေးစဉ်အခုလိုပြောကြားခဲ့တာဖြစ်ပါသည် ပြည်ထောင်စုဝန်ကြီးကဆိုလာများအားနေအိမ်သုံးဝပြင်ဆက်မှုလုပ်ငန်းများပါတက်ဆင်အသုံးပြုလျက်ရှိတဲ့အတွက်ထောက်ကုံပစ္စည်းတွေနဲ့ပတ်သက်ပြီးပြည်သူတွေယုံကြည်စိတ်ချစွာအသုံးပြုနိုင်ဖို့စွမ်းဆောင်ရည်ပြည့်အသုံးပြုနိုင်ဖို့စက်ယုံ၌အရေအသွေးအာမခံတဲ့စနစ်တွေထူထောင်ထားရှိဖို့ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အစဉ်စဉ်မှာလည်းအရေအသွေးကိုစနစ်တကျစစ်ဆေးရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ လက်ရှိမှာဈေးကွက်ဝဲလဝါများပြားနေသည့်ဆိုလာထွေကိုတိုးမြင်ထုတ်လုံနိုင်ရေးစီမံဆောင်ရွက်သွားမှာဖြစ်ပြီးကုန်ထုတ်လုံမှုလုပ်ငန်းများဟာဈေးကွက်ရှိမှသာရေရှည်ရက်တည်လဲပတ်နိုင်မှာဖြစ်တာကြောင့်ဈေးကွက်ကိုမျက်ခြေမပြတ်လေ့လာဆောင်ကြည့်ပြီးဈေးကွက်သုတေသနလုပ်ငန်းထွေကိုလည်းကြဲကြဲပြန့်ပြန့်ဆောင်ရွက်သွားမယ်လို့သိရပါသေးရှင်။